ော်တာရှင်များမင်္ဂလာပါရှင် KK Re for you channel မှာပြန်လည်ကြိုဆိုပါရစေကျမကစာဖတ်သူခိုင်ပါဒီနေ့ဖတ်ပြဖို့ပေးပို့ခံထားရတဲ့ဝိထုလေးကစာရေးဆရာမောင်တုံညအကြောင်းဆရာရဲ့အိမ်အပြင်ကလူငယ်ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ကျမနဲ့အတူလိုက်ပါခန်းစားကြရအောင်နော်ညသည်လာခွေညဖြစ်သောကြောင့်အမောင်ထုဤပဂတိကို တွေ့ရ၏ လူတို့ဤဖန်ပြီးသောအလင်းရောင်သည်ညဤဒုရေကိုမရှင်းသာပေ။ဘီယာဆိုင်ဤဆိုင်ဘုတ်ကအယောင်ပြင်းမီလုံးလေးများသည်မှောင်မိုက်သောညကိုကြည်စေနေ၏။စမိုင်းဆိုသောဘီယာဆိုင်လေးထဲတွင် ဖြစ်၏။ Hey C2 ဖိုးလုံးမှာလှမ်းခေါ်သောဝိုင်းသို့ပြေးသွားခဲ့သည်။ဘီယာ2ကစွန်ပလိန်နောက်တစ်ပွဲဆက်ဆက်လေးလုံးလို့ပြောလိုက်။ဖိုးလုံးမှာတေချာမှတ်ရင်း ကောင်တာစီတို့ပြန်လာက အမှားစရင်များကို ပြောပြ၏မန်နေဂျာကိုစန်းသည် စိုက်သိန်းတော်မည်ဖြစ်သည်ဖြင့်စရင်ချုပ်နေရင် ဖိုးလုံးပေးသည့်စရင်ကိုမှတ်သားနေ၏ထို့နောက်ဖိုးလုံးသည်မှားထားသောဝိုင်းသို့ဘီယာနှစ်ခွက်ယူကာသွားချပေး၏ထိုဝိုင်းတွင် လူဝကြီးတအူးနှင့်ခပ်ပိန်ပိန်လူတအူးအတူထိုင်နေကြသည် ကောင်းလေးမင်းအသက်ဘယ်လောက်လဲအဘကိုပြောပြစမ်းလူဝါကြီးမှစတင်၍ဖိုးလုံးကိုမေးလိုက်၏ဟိုကျွန်တော်အသက်73နှစ်ရှိပါပြီထိုအခါလူဝါကြီးကနည်းနည်းမူးတဲ့လေတန်နဲ့73နှစ်ဆိုတော့ကြောင်းနေပြီလားကွကျောင်းမနေတော့ပါဘူးငယ်သေးတာပဲဒါဆိုဟဲ့ဖိုးလုံးဒီမှာကစုံပလင်ရပြီ ခက်ကြဲကြဲပြောလိုက်တော့စပိုမူကြီးအတန်ကြောင့်ဖိုးလုံးမှာကောင်တာစီတို့ပြေးသွားခဲ့သည်ထို့နောက်ထိုလူကြီးနှစ်ဦးဤဝိုင်းသို့ချပေးရင်ကစိုးရကြော်လေးပါဘာလိုအပ်သေးလဲမသိဘူးခမကောင်းတယ်ကလေးရေခက်ပိန်ပိန်ဖြင့်လူကပြောလိုက်စဉ်လူဝကြီးကဆက်ဆက်ကောင်းနေပြန်ပြီကိုကျော်နေဟဲ့ကလေးစောင်းနာကမင်းအသက်73နှစ်ဆိုတာလား ဟုတ်ကဲ့ကျွန်တော်73နှစ်ပါ73နှစ်ဆိုတော့တားတော်အရွယ်ကအိမ်မှာနေပြီးကြောင်းတက်ရမယ့်အရွယ်လေတားကိုအလုတ်ခိုင်းပိုင်ခွင့်မရှိဘူးဘသူခိုင်းတာလဲဟဲ့ဆိုင်ကမန်နေဂျာထို့နောက်မန်နေဂျာဖြစ်သူကိုစန်းသည်ခက်သက်သက်ဆင်းလာပြီး ဟုတ်ကဲ့ဆရာတို့ဘာများလိုအပ်လို့လဲခင်ဗျအေးဒီကလေးအလောက်လာလောက်တာကိုလက်ခံတယ်ဆိုကြတဲ့ကမင်းတို့မှာဥပဒေကိုနားမလဲဘူးဟုတ်လား ဟင်ပြောစမ်းမန်နေဂျာကိုဆန်းလဲလန့်သွားပြီလေးတန်ပြော့ပြော့ဖြင့်ဆရာကြီးတို့ရဲ့ဒီကလေးကကြောင်ပိတ်ချိန်မို့လို့ဆိုင်ကိုလာပြီးကူညီတာပါလူဝကြီးကမန်နေဂျာကိုဆန်းကိုလက်ညှိုးတထိုးထိုးနှင်ကလေးတွေက16နှစ်နောက်ပိုင်းမှာအလုပ်ခိုင်းလို့ရတယ်ဆိုတာခမည်းမသိဘူးလားဟုတ်ကဲ့သိပါတယ်ဆရာရဲ့ကျွန်တော်ကိုဆန်းစကားဆက်ပြောခွင့်မရလိုက် သိရင်ခမားပါလို့အတက်မပြည့်တဲ့ကလေးကိုဆိုင်မှာအလုတ်သမားအဖြစ်ထားတာလေ။ဥပဒေထုတ်ထားတယ်ဆိုတာမသိဘူးလား။ဆွဲချက်တင်လိုက်ရင်အားလုံးဒုက္ခရောက်သွားမယ်။ကောင်းလေးဒီကိုလောင်းဖိုးလုံးမှာကြောက်လန့်ပြီးတုံတုံရီရီလူဝကြီးနားသို့အရောက်သွားခဲ့သည်။လူဝကြီးကကလေးမင်းဒီမှာကုလုပ်ပေးရတာဆို ဖိုးလုံးသည်ပြန်မဖြေပဲလူဝကြီးကိုကြောင်ကြည့်နေ၏မန်နေဂျာနှင့်တခြားစပွဲတို့များပါဖိုးလုံး၏အဖြေကိုရင်ခုန်နေကြ၏ဘီယာကိုမော့တောက်ရင်ဖိုးလုံးကိုမန်ပါပါဖြင့်ကြည့်နေမိ၏ကိုကျော်ဆိုသောလူကကဲကလေးစိတ်ထဲရှိရတာဖြစ်တာဘဘတို့ကတားကိုဘာမှမလုပ်ဘူးထိုအခါဖိုးလုံးကအတန်တုံတုံရင်ရင်ဖြင့်ဟုတ်အကူညီပေးတာပါခမညာ ဖိုးလုံး၏အဖြစ်မှာမန်နေဂျာနှင့်စပွဲတို့လေးများကိုချွေးပြန်စေတော့သည်လူဝကြီးကဘာကြောင့်ကူလုံးရတာလဲသားကိုသူတို့ပတ်ဆံပေးသလားအဘကိုမှန်မှန်ပြောဖိုးလုံးမှာကြောက်ပြီးငိုတန်ပါကြီးနှင့်ဟုတ်ပါရဲ့ဗျာတထေးကကျွန်တော်အမေဆေးရုံတက်ဖို့ကူညီပေးခဲ့လို့ပြန်ကူညီတာပါဘေးနားမှာကိုကျော်ဆိုသောလူက ကလေးဟိုနေပါပြီကွာကလေးလည်းသူ့အမေကိုကူညီလို့ပြန်ကူညီရတာပါလို့ပြောခဲ့တာပဲသွားကြရအောင်ကဲဘလောက်ကြတယ်လဲဘောင်ချသွားယူခဲ့မန်နေဂျာမှာအပြေးအလွှာဘောင်ချဆဖွင့်တော့ဤပတ်စံရှင်းပြီးတော့အခါကလေးလှုပ်သားပပြောက်ရမယ်ဒီကိစ္စတိတ်မကျင်တတ်သေးဘူးပြန်လာခဲ့အောင်မယ်ရှီဝဲဝဲမူးတံဖြင့်လူဝကြီးသည် စကားဆက်ပြောနေဤ လူဝကြီးသည် စကားပြောပြီးကိုကျော်ဆိုသောတယောက်နှင့်အတူထကာသူတို့စည်းလာသောပရိုပေါက်ကားနှင့်ထွက်သွားတော့၏မန်နေဂျာမှာဖိုးလုံးကိုခေါ်ပြီးဖိုးလုံးမင်းရွာပြန်ရတော့မယ်ဒီမှာနေရင်ငါတို့မလွယ်ဘူးမလုပ်ပါနဲ့ဂျာကြီးရဲ့ကျွန်တော်အလုံးမရှိရင်မင်းနဲ့ညီမလေးဒုက္ခရောက်လိမ့်မယ်ဇပွဲတို့ကောင်လေးတယောက်ကဝင်၍ဂျာကြီးရဲ့ အဲ့ဒီဦးလေးတွေကခါတိုင်းဘာမှမဖြစ်ပါဘူးဒီနေ့အမူးလွန်သွားလို့ရစ်ခံရတာဖြစ်မယ်อืมတပြင်းချရင်ဖိုးလုံးရေအဲ့ဒီလူတွေကိုမင်းကကြည့်နေဝင်လာပြီဆိုရင်အနောက်သာသွားနေကြလားကဲစိုင်သိမ့်ကြတော့အဲ့ရဝင်းချင်းတွင်ကိုစန်းသည်သူအခန်းထဲတွင်လဲလျောင်းရင်စောနာကပရိုဘောက်ကားဖြင့်လာတော့ကြသောသူများအကြောင်းတွေးနေမိ၏ ။စပင်တိုတိုနှင့်ရုပ်ရည်ဟန်ပန်တန့်ပြန့်ကြ၏။အစိုးရယုံကလူတွေလားမသိ။စကားအမေးတွေမှာအရာရှိပုံစံတွေလို့။ထိုလူတွေထဲမှာလူဝကြီးစကားများတဲ့တွင် ကလေးလူသားပပရရမယ်ဆိုသည်ကိုစဉ်းစားရင်အဖြေရှာနေမိ၏။ကလေးလူသားပပရရမည်ဆိုသောဖိုးလုံးသည် အမေနှင့်အရွယ်မရောက်သေးသောနှမလေးကိုလှုပ်ကြွေးသောသားတစ်ယောက်လိုဆိုရမည်။ ဖော်လုံးမိခဲ့သည်ကျမ်းမာရေးထုတ်တဲ့လာသဖြင့်စားဝတ်နေရေးအတွက်ဖော်လုံးမှာကြောင်းထွက်ခါအလောက်လာလို့ရသည်အလောက်ကလာစာကို တနှစ်စာယူပြီးအမေကိုဆေးကုဖို့ပေးခဲ့သည်တားလာယရနာတူဖြစ်သည်ကလေးလူသားပပျောက်ရေးအတွက်ဖော်လုံးအလုံးမလုံးရလင်ညီသူက ဖိုးလုံးတို့မိသားစုကို လာရောက်ကူညီဆောင်ရှောက်မလဲဖိုးလုံးအတွက် မပူမပင်ကြောင်းတက်နိုင်ဖို့ မြည်သူကိုညူမလဲဆိုတာတွေးနေ၏ကလေးလူသားမြည်တို့ပပျောက်ပမလဲဖိုးလုံးကဲ့သို့အိမ်အပြင်ဘက်မှလူငယ်တွေသည်များစွာရှိ၏အဲ့ဒီကလေးတွေရဲ့ဘဝရှိရေဘယ်သူများကကိုညီကယ်ဆယ်မှလဲတွေးရင်တက်ပြင်းကိုချကမျက်စိမိတ်လေးရဲ့အိတ်ဖို့စူးစမ်းနေရတော့၏စာရေးသူရဲ့ဝိထုလေးကဒီမှာပြည့်စုံပါပြီရှင် တော်တရှင်အပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေနောက်ထပ်ဘဝတရုပ်ပေါ်ဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ခဲ့ကြပါဦးเนาะကျေးဇူးတင်ပါတယ်ရှင်